ပြည်ပရေဒီယိုမြန်မာရဲ့ Children Hour အတန်းလွင့်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ရှင်။ဒီအစီအစဉ်ကို အပတ်စဉ်အင်္ဂါနေ့ည9:00နာရီခွဲတိုင်းမှာပြည်ပရေဒီယိုမြန်မာကနေထုတ်လွှင့်နေပြီးဖြစ်ပါတယ်ရှင်။ဒီအစီအစဉ်မှာကလေးတို့ဘ ഹു တုတ္တရစေမဲ့ပုံမြင်များကဗျာများစာပေများတေးသချင်းများနဲ့လေ့လာသင်ယူစရာအင်္ဂလိပ်စာတို့ပါဝင်မှာဖြစ်ပါတယ်။လက်မလွတ်တဲ့နားဆင်နိုင်ဖို့ထပ်မံဖိတ်ခေါ်ပါရစေရှင်။ မင်္ဂလာပါတသားမမီတို့ရေဒီနေ့မှာတော့တီတီခီရာကဆရာဝေလင်းထွန်းဘာသာပြန်ထားတဲ့ပါရှန်ပုံမြင်လေးတစ်ပုဒ်ဖြစ်တဲ့တူချောင်းသားရဲ့ဗန္နာဒိုင်းဆိုတဲ့ပုံမြင်လေးကိုတသားမမီတို့တွင်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဟိုးရှိရှိတုန်းကပါရှားဘရင်ဆာအာဘတ်ဟာတားကောင်လိုက်ရာကနေပြီးတော့မျက်စိလေလမ်းပြောက်သွားပြီးတော့အဲ့ဒီအချိန်မှာတောင်နှမ်းပြည့်ရဲ့တစ်ပင်ရိပ်မှာတူချောင်းသားလေးကသူ့ရဲ့တိုးအုပ်ကိုထိန်းချောင်းရင်းနဲ့ပလွေမှုန့်နေတာကိုတွေ့လိုက်ရတဲ့ကွယ်။ ယူသားပွင့်လင်းပြီးလူချင်းတက်မှတ်မှုနဲ့တဲ့တိုးချောင်းသားလေးကိုသူကသဘောကျမိသွားပါတယ်။သူ့ကိုအเจ้าရတချို့ကိုမေးကြည့်တော့တိုးချောင်းသားလေးဟာသူဟာဒီမှာပဲမွေးဖွားခဲ့ပြီးတော့ဒီတိုးအုပ်တွေနဲ့ပဲနေရကနေစာပေပညာသင်ယူခွင့်မရတာတွေကိုပြောပြတဲ့ကွယ်ဒီတော့ဘုရင်ကြီးကသူ့ကိုသဘောကျတာနဲ့သူ့ရဲ့နန်းတော်ကိုဒီတိုးချောင်းသားလေးကိုခေါ်သွားပြီးတော့ပညာသင်စီဖို့ဆုံးဖြတ်လိုက်ပါတဲ့ကွယ် ီကံကောင်းထောက်မချင်းခံရတဲ့တိုးချောင်းသားလေးဟာမင်းကြီးမင်းသားတွေလိုပဲကောင်းမြတ်တဲ့ပညာတွေကိုသင်ယူခွင့်ရခဲ့တဲ့ကွယ်ပြီးတော့ဘရင်ကြီးကသူ့ကို အလီဘေးလို့နာမည်တစ်ပေးပြီးတော့သူ့ကိုဗန္နာထိန်အဖြစ်ခန့်အပ်ထားလိုက်တဲ့ကွယ်အလီဘေးဟာကောင်းမြတ်တဲ့ကိုချင်းတရားရှိတဲ့သူ ဖြစ်ပါတယ်သူရဲ့လောကင်ဆောင်ရွက်မှုတွေကလည်းအပြစ်ကင်းစင်ပြီးတော့သူဟာတိစ္ဆာရှိမှုနဲ့စင်ကျင်တွေးဆပြီးတော့ဆုံးဖြတ်မှုတွေကိုလည်းအဓိကထားတယ် သူ့ရဲ့တာဝန်ဝတ္တရားတွေကိုလည်းကြည်ပြူအောင်ဆောင်ရွက်သူ ဖြစ်ပါတဲ့ကွယ်။သူဟာဒဇိန်တွေအပေါ်မှာစွန့်ကျဲပေးကမ်းတတ်သူ ဖြစ်ပြီးတော့ဂုံတိတ်ခါကြီးသူတွေကိုလည်းအယုသေးပေးတတ်သူဖြစ်ပြန်တဲ့ကွယ်။ဒီတော့သူဟာဘရင်ရဲ့အနှစ်သက်ဆုံးဖြစ်လာပါတယ်။သူဟာကိုယ်စိတ်နှလုံးစောက်စည်းပြီးတော့လူမှုရေးတာဝန်တွေကိုလည်းတည်တတ်သူ ဖြစ်ပြန်တဲ့ကွယ်။ သူ့ရဲ့အလွန်ကောင်းမွန်ပြည့်စုံတဲ့အရေးသွေးတွေက သူ့ကိုတပုတ်လေလွင်ပြောတတ်သူတွေရဲ့အနေရကကာကွယ်မပေးနိုင်ခဲ့ဘူးတဲ့ကွယ်။ဘရင်ရဲ့မူမတ်အခြေရန်တွေကသူ့ရဲ့တိုးတက်မြောက်စာခံရမှုကို မနာလိုစိတ်တွေဖြစ်နေကြတာပေါ့။သူတို့တွေကသူ့သွားရလမ်းမှာနှီးမျိုးစုံနဲ့သွေးဆောင်ဖျားယောင်းကြပါတယ်။ဘရင်ကြီးကိုလည်းလောက်ကျန်ဖန်တီးပြီးတိုင်ကြားကြတယ်ဒါပေမဲ့စာဘက်ကတာမန်ဘရင်တပါမဟုတ်ပါဘူး။ သူ့ရဲ့ကြီးကျယ်တဲ့စိတ်ကတပုတ်လွလွင်ပြောဆိုနေရတယ်ကိုသိရှိနားလည်နိုင်ပါတယ်ဒီလိုနဲ့အလီဘေးဟာငင်းချင်းစွာနေထိုင်နိုင်ပြီးတော့ယူသားစွာနဲ့ပေးကမ်းလူရန်ချင်းတွေကိုဆက်လက်လှုပ်ဆောင်ပါတယ်ကွယ်။အလီဘေးတို့ကကန်ဆိုးမှုမောင်ကြတာကတော့ဘယင်ကြီးနဲ့ရဆန်သွားတာပဲဖြစ်ပါတယ်ကွယ်။ပြီးတော့သူ့နေရာဆက်ခံသူကတော့စာစီဘီလို့ခေါ်တဲ့။သူကအရင်ဘယင်ကြီးနဲ့လုံးဝမတူဘဲနဲ့ယုံကြည်မှုမရှိတတ်တဲ့သူရက်ဆက်တတ်ပြီးတော့လောဘကြီးသူဖြစ်တဲ့။ သူဟာသွေးထွက်တန်ယူတိုက်ခိုက်တာတွေကိုလည်းသဘောကျတဲ့ကွယ်ဒီခြေနေက အလီဘေးရဲ့ရန်သူတွေအတွက်အခွင့်အရေးဖြစ်လာတာပေါ့သူတို့ကဘရင်ထံကိုဗန္နာပစ္စည်းစင်ရမားတွေတင်ပြကြတယ်ပထမတော့ဘရင်ကအငဲငယ်ကြီးယူဆိုင်တယ်နောက်ဆုံးမှာတော့သူတို့အတွက်အခွင့်အရေးတွေရလာပါတယ်ဘရင်ကစာအာဘက်လက်ထက်ကလက်ဆောင်အဖြစ်ရခဲ့တဲ့တမိုးရှိလာတဲ့ဓာတ်ကို ကြည့်လို့ရတဲ့ဆန္ဒရှိနေခဲ့တဲ့ကွယ်အဲ့ဒီဓာတ်ကရှာမတွေ့ပဲဖြစ်နေတဲ့ ဒီတော့ဆာစီဖီယာအလီဘေးအပေါ်မယုံသင်တာဖြစ်နေပါတယ်ဒီကိစ္စကမူမတ်အရာရှိတွေရဲ့အလိုဖြစ်ပြီးတော့သူတို့ကအလီဘေးအပေါ်မှာတန်တရားဖြစ်စရာတွေကိုစောင်းမြောင်းပြောဆိုတင်ပြကြတဲ့ကွယ်အဲ့ဒီတော့အလီဘေးဟာအလွဲသုံးစားဖြစ်သူအဖြစ်နာမည်ဆိုရှိနေပါတယ်သူတို့တွေကဘယင်ကိုသူဟာဧည့်သည်တွေအတွက်တဲခုံနေထိုင်မှုဇယက်တွေအများကြီးစောင့်လုပ်ပေးပါတယ် ူဟာအများပြည်သူအတွက်အဆောက်အုံတွေကိုဘဏ္ဍာငွေတွေအများကြီးသုံးဆွဲပါတယ်။သူဟာနန်းတော်တွေကိုငွေတပြားမှမပါဘဲနဲ့ရောက်လာတဲ့သူဖြစ်ပါတယ်။အခုတော့သူဟာမရေတွက်နိုင်လောက်အောင်များပြားလာတဲ့ပစ္စည်းဥစ္စာတွေပိုင်ဆိုင်နေခဲ့ပါပြီ။သူရဲ့အိမ်အပြည့်ရှိနေတဲ့ရေဒနာတွေဟာတော်ဝင်ဗန္နာလိုက်တွေကခိုးယူထားတာဖြစ်နိုင်ပါတယ်လို့ဘယင်ကြီးကိုရှောက်ထားလိုက်တဲ့ကွယ် သူ့ရဲ့ရန်သူတွေကသူ့ကိုအဲ့ဒီလိုဆွဆွဲရှောက်တင်ကြပြီးရဲ့နောက်မှာမကြောက်မီမှာပဲသူဟာဘရင်ရှိတော်မောက်ကို ရောက်ရှိလာပါတည်းကွယ်ဒေါသထွက်နေတဲ့ဘရင်ကအလီဘေးမင်းရဲ့တစ္ဆာမဲမှုဟာထင်ရှားနေပြီဒီတော့ငါရဲ့အမှုတော်အထံဖြစ်ကနေထုတ်ပယ်လိုက်ပြီးငါကိုယ်တော်ရဲ့မိရဘန်နာရီနဲ့စည်ရင်းတွေကို14ရက်အတွင်းလွှဲအပ်ရမယ်လို့ဘရင်ကြီးကမိတ်လိုက်တဲ့ရှင်မင်းကြီးအလီဘေးကပြန်လျှောက်တင်ပါတယ်ကျွန်တော်ဘဝဟာအရှင်းလက်ထဲမှာပဲရှိပါတယ် ကျွန်တော်အခုချက်ချင်းပဲအရန်တင်ဗန္နာတိုက်တော့ကိုယူသားစွာဖြင့်စည်ရင်နဲ့တကွပေးအပ်ပါမယ်။ဒီစည်ရင်တွေကိုလည်းအရှင်ရဲ့ဝန်ထမ်းတွေရှိမှပဲလှုပ်ဆောင်ခဲ့ပါတယ်လို့သူကပြန်လျှောက်တင်လိုက်တဲ့။သူ့ရဲ့တင်ပြချက်ကိုဘုရင်ကသဘောကျသွားခဲ့ပြီးတော့ဒါကိုလက်ခံလိုက်ပြီးချက်ချင်းပဲဗန္နာတိုက်ကိုတွားကြပါတယ်။ဖြစ်စီရီအလုံးအားစနစ်တကျရှိနေတဲ့ခွဲ။ ်ပြီးတော့အလီဘေးကပျောက်ဆုံးသွားတဲ့ဒါကိုရခင်ဘရင်ကြီးဆာအဘတ်ကိုယ်တိုင်ယူသွားပြီးတော့စိန်နဲ့တခြားရဲ့ဒနာတွေစီချဲခဲ့ကြအောင်ရှင်းပြလိုက်တဲ့ကွယ် ဘရင်ကသူ့ရဲ့တင်ပြချက်တွေကိုဘာမှပြန်မပြောတော့ဘူး။သူကတခြားသောလက်ဆောင်အဖြစ်ပေးအပ်ခဲ့တဲ့ပစ္စည်းတွေကိုထုတ်ယူပေးအပ်လိုက်ပါတယ်ကွယ်။ဒါကိုမြင်တွေ့တော့ဘရင်ကအလီဝေးဟာတစ္ဆာမဲ့ပြီးအလွဲသုံးစားမလုပ်တာကိုသိနာလဲသွားတဲ့ကွယ်။အံ့အနဲ့အံ့ဩနေတာပေါ့။ဘရင်ကထွက်ခွာမဲ့အချိန်မှာသူ့ရဲ့မူမတ်တွေကတစ်တာတကားကြီးပိတ်ထားတာကိုညွန်ပြလိုက်ကြတဲ့။ဒီအချိန်မှာတော့ဘရင်ကဒီတကားနောက်ကွယ်မှာဘာတွေကွယ်ဝှက်ထားသလဲလို့မေးလိုက်ပါတယ်။ ရုတ်တရက်အလီဘေးဟာကြောင်သွားပြီးတော့နောက်မှတတိနဲ့ထိမ့်လိုက်တယ်။သူက အရှင်မင်းကြီးဒီအခန်းထဲမှာကဘာပေါ်မှာရှိသမျှအရာအားလုံးကကျွန်တော်အမျက်နှူးဆုံးအရာတွေတင်ထားပါတယ်။ဒါတွေကကျွန်တော်ကိုယ်ပိုင်ပစ္စည်းတွေပါ။ဒီအိမ်ထဲမှာမြင်တွေ့သမျှပစ္စည်းတွေဟာကျွန်တော်ရဲ့အရှင်ဘုရင်ကြီးပိုင်ဆိုင်တာတွေပါ။ဒီအခန်းထဲကအရာတွေကတော့ကျွန်တော်ကိုယ်ပိုင်ပစ္စည်းတွေပါ။ဒါဟာလှုပ်ဝှက်ချက်ပါလို့ပြန်ပြောလိုက်တဲ့ တန်တရားရှိနေတဲ့ဘရင်ဟာအဲ့ဒီတကားကိုဖွင့်ဖို့အမိတ်ပေးလိုက်တဲ့ကွယ်။ဒါပေမဲ့နေရန်လေးဘက်အတွင်းမှာရှင်းလင်းနေတယ်ကွယ်။သူ့ចောင်းသားလေးရဲ့အဖျားကောက်တော့ရဲ့ပလွေတစ်ချောင်းရဲ့ဟောင်းနှွမ်းနေရဲ့ဝိယုံတစ်ထည်နဲ့လွယ်အိတ်တစ်လုံးကိုပဲတွေးလိုက်ကြပါလေ။အလီဘေးဟာအလွန်တည်ငြိမ်စွာဘရင်ကိုရှောက်တင်လိုက်တယ်။အိုးအရှင်မင်းကြီးကုန်းတရင်ကြော်ကြားခဲ့တဲ့ဘရင်ကြီးအဘက်ကိုတောင်းနှမ်းပြီးမှကျွန်တော်ကပလွေမှုတ်ပြီးဖြောပြေခဲ့ပါတယ် ဒီအရာတွေဟာကျွန်တော်ပိုင်ပစ္စည်းတွေပါကျွန်တော်ချမ်းသာမှုဟာဒီပစ္စည်းတွေပါဒါတွေကိုပြန်ယူခွင့်ပေးပါဒါတွေယူပြီးတော့ငင်းချမ်းနဲ့တောတောင်ချိုက်ဝံတွေကိုကျွန်တော်ပြန်ပြရစီကျွန်တော်အတွက်ခန်းနာထဲဝါလာတဲ့ထင်းနဲ့ရိတ်မှထက်စင်းရဲနွမ်းပါတဲ့တောအုပ်ဒေသမှာပုံမပျော်ရှင်ပါရဲ့ဒီလိုနဲ့သူเจ้าသားလေးဟာသူ့မွေးဖွားခဲ့တဲ့တောရမှာပဲသူစိတ်တွေနဲ့ပျော်ရှင်စွာနေထိုင်သွားပါတဲ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲတာမမီတို့ရေး နောက်နေ့တွေမှာလည်းတီတီခီရကသာမီမီတို့အတွက်ဘလို့ပုံပြင်လေးတွေဖတ်ပြပေးသွားမလဲဆိုတာကိုဆက်လက်စောင့်မျှော်နှဆင်ပေးကြပါအောင်နော်ကလေးများအတွက်ရတများစီစဉ်ကို နားဆင်နေကြတော့မိဘပြည်သူညီကိုမောင်နှမများ ကျမ်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းရင်နှုတ်ဆက်ပါရစေရှင်။